ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာတော့ကျွန်တော်တို့ရဲ့အရန်လဲတဘောကြရတယ်ကျွန်တော်ရဲ့မြန်မာနိုင်ငံရဲ့ top ဖြစ်နေတဲ့ Iron Cross ကကျွန်တော်ပိုလေးပြူရဲ့အကြောင်းပဲဖြစ်ပါတယ်အဲပိုလေးပြူကအခုဒီရက်တော်တွေမှာပဲကျွန်တော်တို့ Lottie Hotel ဒီ one man show ပွဲလေးလုပ်တယ်ပုံမှန်တိုင်းပဲပေါ့နော် one man show ပွဲလေးလုပ်တယ်ဒါဘာမှမဖြစ်ဘူးဒါပေမဲ့တခါပါလဲဆိုတော့ပိုလေးပြူကသူ့ရဲ့နော်ဒီမန္တလေးကဖွဲ့တယ် ခေါ်ပြီးတော့သူလက်စွမ်းပြခဲ့ပြီးတော့မန္တလေးအမှတ်တရစုမုံကောင်းတောင်းစကားတွေပြောပြီးတော့ဒီပွဲကိုသူဖျော်ပေးခဲ့တယ်။အဲ့မှာသူတခြင်းမဟုတ်တဲ့ကျွန်တော်ဦးလန်းမိုးရဲ့တခြင်းတစ်ပုဒ်ကိုလည်းဖျော်ပေးခဲ့။အားလေးကိုကျွန်ညက်သူကြည့်ပြီးပါဦး။ ချင်းလေးမှာဂျင်နာရေကိုကျောင်းသားလေးဖမ်းလိုက်ရတဲ့သူ Yeah.

in the dark in that in your heart for a new bam new chart of amen leader hallelujah you yeah. ကောင်းရခြင်းကြီးကြီးဖာရခြင်း ချင်မဲ့နာချက်တော့ပြေးခဲ့ခြင်းလေးတယ်ဘာလို့ရဲ့ဟုတ်ကဲ့ဗျာဒီသချင်းကိုကျွန်တော်နားထောင်ပြီးအချိန်မှာတော့ကျွန်တော်ရှင်နေရခန်းစားချက်ကိုပြောရမှာဆိုလို့ရှိရင်ကိုလေးမျိုးတက်ပြုတ်တက်တဲ့အချိန်သူငယ်ဘဝမှာဦးလန်းမှုရဲ့အချိန်တွေကြီးပြင်းခဲ့ရတဲ့အချိန်တွေပေါ့သူငယ်ဘဝအချိန်မှာပြန်လည်လွမ်းဆုတ်ပြီးသူရင်ထဲထည့်ရတဲ့သချင်းတွေကိုပြန်လည်တန်းတပြီးတော့တီးဆိုရလို့ ပေးသက်တယောက်အနေနဲ့ကျွန်တော်ကောင်းကောင်းကြီးခံစားမိပါတယ်။မန္တလေးသားနန်းတော်ရှိကတေးစီယာကန္နဝင်စုရဲ့တေးတခြင်းတစ်ပုဒ်တေးချာချာဖြုတ်ပြီးတင်ဆက်သွားတယ်။ကျွန်တော်ရင်ထဲမှာတကယ်မြင်တွေ့ရတယ်တကယ်ကိုကိုလေးပြူလေးစားမိပါတယ်။အဲ့တော့ကြောင့်ကိုလေးပြူရှိတဲ့အချိန်မှာကျွန်တော်တို့ဆက်လက်ပြီးတော့အားပေးကြမယ်။ ဟိုတကယ်လဲပေါ့နော်ဟိုသူတို့ကြီးအခုမျိုးတချင်းတွေပြန်ဆူနေတဲ့အတွက်တကယ်ရင်းနှီးမှာဗာလိုက်ပြီးတော့ပြုရှင်ပြီးတာအဲကြောင့်မို့ပြည်သက်ကြီးအမြင်မှာရောဒီတချင်းကိုနားထောင်ပြီးတော့ဘလို့ခံစားရလဲကျွန်တော်လိုပဲထပ်တူဘန်တာပီတီဖြစ်ရလားဆိုတော့ပြောပြပေးပါကျေးဇူးပါ